ဒီနေ့မြောက်ထားတဲ့ဆိုင်ကလေးကိုပြစ်ထားမိတာကြာရင်ဘာတွေဖြစ်တတ်ပါသလဲအားလုံးမင်္ဂလာပါကျွန်တော်ကြွကြွအောင်ပါမော်တော်ဘိုင်းအော်တာတယောက်ဖြစ်ပါတယ်ပထမဦးဆုံးအထူးသတိပြုရမှာကတစည်းလုံးရင်းနှီးမြောက်ထားတဲ့မော်တော်ဆိုင်ကလေးတစည်းကိုတော့ဖွင့်ပြီးစနိုးကြည့်တာမျိုးတွေမလုံမိဖို့လိုမယ်ဘာလို့လဲဆိုရင်ဝင်ထားတာဖြစ်တဲ့အတွက်အကုန်ရှော့ဖြစ်ကုန်မှာဆိုလိုပါသမအောင်လောက်ရမှာက socket တွေဖြုတ်ဆီးတဲ့အခါ short မဖြစ်အောင်ပတီအိုးကိုအရင်ဖြုတ်ဖို့လိုမယ်ပြီးတော့ engine wire တွေအကုန်ဖောက်ချလိုက်ပါ င်ဂျင်ဝိုင်ဖောက်ရှားပြီးရင်အင်ဂျင်နှင်းကိုတက်စီနဲ့တေချာပြောင်းစင်အောင်စီကျော်ပြီးမှအင်ဂျင်ဝိုင်အစ်စ်လဲတာမျိုးတွေလုပ်ဖို့လိုမယ်။အဲ့ဒီလိုပဲစီတန်ကြီးစီပိုက်ကာဗရိုက်တာဒါမှမဟုတ်စီပန့်အဲဂလင်နာပလတ်တန်လိုက်အောင်ချမ်းစတဲ့အစိပ်ပိုင်းတွေဖြုတ်ဆေးပြီးရေလုံးဝချောက်သွားအောင်နေပူလန်းတာမျိုးတွေလုပ်ရပါလိမ့်မယ်။ရင်ဝိတ်ကြံနေရင်စစ်ပလောက်နိုးရနိုးရစစ်ပြန်ရတတ်တယ်။စစ်တန်မငိမ့်တာတွေဖြစ်တတ်တယ်။ နောက်တစ်ချက်ကဆိုင်ငယ်ဘိန်းဝီတွေကိုလည်းတရားဖြုတ်ဆေးပြီးပြင်တတ်စင်တဲ့အချိန်တွေမှာအမဲစီလိုအပ်တဲ့နေရာအမဲစီစီလိုအပ်တဲ့နေရာစီသတ်တဲ့ပြင်စီလိုက်ပေးဖို့လည်းလိုအပ်ပါလိမ့်မယ်အထူးသတိပြုရမှာကရေကြီးရေရှမ်းဖြစ်လို့ရေနစ်ထားတဲ့ဆိုင်ငယ်တွေဆိုချစ်ချင်းတစားစီဖြုတ်ဆေးပြီးချစ်ချင်းပြင်ဆင်ပေးပါတကယ်၍မိတ်ဆွေကဖြုတ်မဆေးပဲချစ်ချင်းမပြင်ဆင်ပဲပြစ်ထားလိုက်မယ်ဆိုရင်စလစ်တွေဘာတွေအခြားစိတ်ပိုင်းတွေအားလုံးဟာတန်ကြီးတက်ပြီးတော့ဆိုင်ငယ်ရေရှိမကန်ပဲပျက်စီးသွားတတ်ပါတယ် ။ဒါကြောင့်အခုနောက်ရှင်းပြရင်ဒီဗီဒီယိုကြည့်နေတဲ့မိတ်ဆွေနေနဲ့သဘောပေါက်လိမ့်မယ်လို့ယုံကြည်ပါရယ်။အားလုံးကျေးဇူးတင်ပါတယ်။နောက်ရည်ဒီမှာလည်းမိုတိုနီခင်းစကကြည့်တူမိတ်ဆွေတွေအတွက်အခြားသောအကျိုးရှိစေမယ့်အကြောင်းအရာတွေကိုထပ်မံတင်ဆက်ပေးတော့ပါဦးမယ်။